နံပါတ်5အချက်အနေနဲ့အောင်ဆူဆိုင်မှုအားနည်းတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။သူတို့တွေဟာဆိုရင်စိတ်ပိုင်းဆိုင်ရာဒီအနိုင်ကျင့်ခံရတဲ့အတွက်အမဲလို့လို့ကြောက်လန့်မှုကိုလည်းခံစားနေရတဲ့အတွက်တစုံတစ်ခုအောင်ဆိုင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်အောင်ဆူဆိုင်မှုအားနည်းတဲ့ကလေးတွေကိုပို့ပြီးတော့ထိန်းချုပ်ကခံလာတာကိုလည်းတွေးရတယ်။အဲနောက်တစ်ခါကလေးကိုဓာတ်လုံးရင်ဘယ်လိုဆိုးကျဖြစ်နိုင်လဲဆိုတာကိုအချိုးချောင်းပြပြောတတ်ခြင်းကလည်းကလေးကဘာကြောင့်မလုံးတင်ဆိုတော့သူတို့ကနားလည်မှာမဟုတ်ပါဘူး။ဥပမာကလေးကမိဘကို ကင်မှုကျူးစားတယ်ဆိုရင်အမေလို့ပြောဟဲ့မကင်နဲ့အဲ့ဒါကင်စရာမဟုတ်ဘူးသွားစမ်းလို့ပြောနေတာမကြဘူးလားဆိုပြီးတော့အော်ဟစ်တားလိုက်တဲ့အခါမှာဒီကလေးကဆိုရင်ဒီတားနေတော့မယ်ညီသွားမှာပေါ့နော်ဒါဘာကြောင့်ဒီမူးဘူးကိုမကင်ရလဲဆိုတော့သူနားလဲမှာမဟုတ်ဘူးအဲဒါမျိုးဖြစ်လာပြီဆိုရင်အမေလေးတည်းကသူစူးစမ်းခြင်းနဲ့အရာကိုသူထပ်ကင်ကြည့်ဖို့သူကြိုးစားအောင်ပါပဲ အဲ့ဒီအခါမှာဒီနောက်ဆက်တွဲအပူလောင်လမ်းမျိုးဖြစ်လာပါတော့မယ်။ငယ်လို့ကခုနကရှင်းပြရတဲ့နေရာမှာမိဘကသာမအော်ဟစ်ပဲနဲ့ဒါလီဒီခလုတ်ဖွင့်လိုက်ရင်ပူလာပြီးတော့အင်ဂျင်လေးကိုတိုက်လို့သုံးလို့ရတယ် ပူနေတာမူသားအသားလောင်သွားမယ်နာသွားမယ်ဒါဆိုရင်တသားစီးကန်းသွားရလိမ့်မယ်ဒါမျိုးတွေကမြည်တွေပဲကင်ရမယ်အရာ သားမကင်ရင်လို့ရှိရင်သားလည်းအသားမနာတော့ဘူးမိမိဘာလို့မကင်ခိုင်းကြလဲဆိုတော့သားနာမှာဆိုလို့သားကိုချစ်လို့နော်နားလေနော်ဆိုပြီးတော့များရှင်းပြခဲ့လို့ရှိရင်တော့ခလေးကအမိကိုရမှာဒါဆိုရင်သူကင်မှုကျူးစားတာမဟုတ်ဘူးပေါ့နော် ဲ့ဒီအပြင်စကားတွေကိုစီကပကုံးပြပြတတ်တဲ့ဒီမိမတွေကြောင့်လည်းကလေးတွေကသူတခုခုလိုချင်သိချင်တဲ့အခါဆိုလို့ရှိရင်ပေါ့နော်မိမိကိုမိအဲ့သူ့ရဲ့မိဘတွေကိုမိပါပေါ့နော်အဲ့ဒီခါမှသာလေမိဘပြန်ပြီးရရှင်းလဲတာရှင်းပြတာဒီစိတ်ရှင်းရှင်းနဲ့ရှင်းပြတာကိုလည်းတေချာနားထောင်လာနိုင်မယ်အဲ့လိုနားထောင်တာကလည်းကလေးရဲ့အားစိုးစိမ်မှုအကောင်းစေနိုင်ပါတယ်။ဥပမာကိုကစကားအလုံး၂၀လောက် ြောလိုက်လို့ရှိရင်ကလေးကစက်လုံးတော့ပဲနားလဲမှာလေအကျဲနဲ့စက်ကလုံးစက်လုံးကိုသူတို့နားလဲလွယ်မဲ့စကားမျိုးနဲ့ပဲရွေးပြီးတော့ရှင်းပြပေးတင်တာပေါ့နော်အဲ့ဒီခါကလေးကလည်းစက်ကလုံးတစ်တူကိုပို့ပြီးရင်းနှီးလာမယ်အောင်ဆူဆိုင်မှုအားကောင်းလာမယ်အဲ့ဒီအကျဲရလာတဲ့အခါကလေးတွေကိုတခုဆိုလို့ရှိရင်အော်ဟဲဆုံးမရမလို့တော့ဘူးဒါလို့ရင်ဒါဖြစ်တဲ့အကျိုးနဲ့အကြောင်းနဲ့ရှင်းပြလို့ရတဲ့ကလေးမျိုးတွေဖြစ်လာနိုင်ပါတယ် ဲ့ဒီခါမှကလေးတွေရဲ့အုံနောက်ထဲမှာလဲအော်ဒါကလုံးဝမကင်သင့်တဲ့ပစ္စည်းပါဆိုတာလားဆိုပြီးသူတို့ကလောပေါက်သွားပြီးတော့မှတ်သားထားမယ်ပေါ့နော်အဲနောက်တစ်ခါမိဘတွေကလည်းကလေးတွေအောင်မဲ့ဆိုလို့ရှိရင်အရင်ဆုံးကိုယ်စိတ်ရဲ့ကိုယ်ကိုနိုင်အောင်ထိမှုကြိုးစားပါကလေးအတွက်ဒါဆိုလို့ရှိရင်ကလေးတို့အသင့်တော်ဆုံးဖြစ်ပြီးတော့နားလည်လွယ်မဲ့စကားမျိုးနဲ့ ်ရှင်းပြပေးပါသတ်မှတ်ထားတဲ့စီးကဲမလိုက်နိုင်ဘူးဆိုလို့ရှိရင်နောက်ဆက်တဲ့ဆိုကျုပ်ကိုလည်းတသားကိုယ်တိုင်ခလေးကိုယ်တိုင်ခဲရမှာဖြစ်ကြောင်းကိုလည်းတည်အောင်ပြပြပေးပါတကယ်လို့ခလေးကတည်းကတစ်ခါရှင်းပြလို့နားမထောင်ဆိုရင်ဘာလို့မလုပ်သင့်တာလဲဆိုတော့တောက်ကိုမမေရှင်းပြပေးပြီနော်ဖြစ်လာရင်ဒါပဲခံရမှာတောက်ကိုယ်တိုင်ပဲလုပ်တဲ့အတွက်ဒါပဲခံရမှာဒါပေမဲ့နောက်တစ်ခါလုပ်ရင်တော့မမေစီဆုံးမှာဆိုပြီးတော့ပဲနားလည်လည်အောင်ရှင်းပြပါ ဒီလိုမျိုးလုပ်တဲ့အခါကလေးတွေမှာလည်းဉာဏ်ရည်ဖွံ့ဖြိုးမှုတွေအားကောင်းလာပြီးတော့အမိဘတွေနောက်ကမှလည်းလှုပ်ချင်ရလို့သူတို့မလုပ်တော့ဘူးပေါ့နော်။ဝိဒါဆိုလို့ရှိရင်မိဘတိုင်းကိုယ့်ရဲ့တာသမီကိုအကောင်းဆုံးပြုစုပို့ထောင်နိုင်ကြပါစေရှင်။